အလုံးမင်းမင်္ဂလာပါဒီနေ့ကတော့မတ်လ29ရက်နေ့မှာတနင်္လာရီတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထဲကပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ပြီးတော့မှဒီနေ့29ရက်နေ့မှာဆိုလို့ရှိရင်တက်မတော်နေ့နော်အမှန်တော့ဖက်ဆက်စစ်တွေကိုနေပြီးတော့တော်နိုင်တဲ့နေ့ဖြစ်တယ်နော်အဲ့ဒါကနေပြီးတော့တက်မတော်နေ့ဆိုမှသူတို့ပြောင်းလိုက်တာဆိုတော့အဲ့ဒါကကျွန်တော်တို့မတ်လ29ရက်နေ့မှာဆိုလို့ရှိရင်သူတို့တက်မတော်နေ့ဖြစ်နေကျင်းပတဲ့အနှစ်80ပြည့်တော့ပြီနော်အနှစ်80ပြည့်သွားတဲ့စစ်သားစစ်သား သူတို့ကဆိုလို့ရှိရင်အဲ့ဒီမှာသူတို့စေရပြခန္ဓာတွေလုတ်တယ်လုတ်တဲ့ခါကျတော့သူတို့ကတကယ်နေထူးနေမြတ်တွေဖြစ်တဲ့ခါကျတော့နောက်မြတ်မပြေမှာကျွန်တော်တို့နေထူးနေမြတ်တွေဆိုလို့ရှိရင်အရက်သေးစားတွေအများကြီးတောက်ကြတယ်နောက်တောက်ကြတယ်အပျော်ကျူးကြတယ်နောက်အဲ့လိုမျိုးရှိတယ်ရှင်ဖြူတို့ဘာတို့တော်မှကျွန်တော်တို့ အာတော်တော်ကိုတောက်စားပြီးတော့အဲ့လိုမူယူတာတော့မလို့ရှိတယ်နော်တော်တော်ကိုတောက်စားတွေရှိတယ်ပျော်ကျူးကြတယ်ဆိုတော့အဲ့ဒီစေပြခန္ဓာမှာလုတ်ဖို့အတွက်မနေ့ဖြစ်လုတ်တော့မယ်ဆိုလို့ချင်းအညာနေပိုင်းမှာသူတို့ကအကြည့်အကျဲအရက်တောက်ကြတယ်တောက်ကြတဲ့ခါကျတော့အဲ့ဒီလူတွေကနော်အဲ့ဒီစေရပြမှာပါဝင်တယ်ပါဝင်တဲ့ခါကျတော့အဲ့ဒီမှာအချင်းချင်းစကားများစကားများပြတ်ရန်ဖြည့်ပြီးတော့အဲ့ဒီမှာနော်တတ်ဖြတ်ကြတော့ဗောအဲ့ဒီမှာထိုးကြချိန်ကြအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့အဲ့ဒီမှာဒုဗုံမှုကြီးတူအပါအဝင်၁၈ရောက် ဒဏ်ရာရရှိသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါကိုနေပြီးတော့အကျန်းဖက်နေနေရတက်ဖွဲ့ဆိုတာရှိတယ်သူတို့မှာเนาะဒီဆန္ဒပြတဲ့အခါကျတော့သူတို့ လာပြီးတော့ဒီဆန္ဒပြတဲ့လူကိုနေနေတဲ့ပုံစံမျိုးအဲ့လိုမျိုးအကျန်းဖက်နေနေရတက်ဖွဲ့เนาะတက်ဖွဲ့တွေကိုနေပြီးတော့သုံးပြီးတော့ နော်အဲ့ဒီမှာပြင်ပြရတယ်ဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်ဆိုတော့အတိတ်မှာဒီမအလာကပါပြောလဲဆိုလို့ရှိရင်တော့ PDF နဲ့ကျွန်တော်တို့ ERO တွေအားဆိုလို့ရှိရင်လက်နဲ့တွေကိုစွန့်စွန့်ပြီးတော့ကျွန်တော်တို့ရုပ်ောက်ပွဲတွေကိုဝင်ကြဖို့ဆိုပြီးမှမအလာကအဒီမှာမိခွန်းတွေပြောလဲဆိုတဲ့ဟာကိုဒီနေ့တတိယမီဒီယာတွေမှာအများကြီးအများကြီးနော်တတိယမီဒီယာတိုင်းမှာလို့လို့အဲ့ဒီတတင်းတပ်ပုံတွေအများကြီးကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ပဲခူးတိုင်းအုတ်တွင်မြို့နယ်မှာရှိတဲ့ဒီရန်ကုန်မန္တလေးလမ်းမှာဆိုလို့ရှိရင် INC ကားရဲ့နောက်တစ်ခုက ဒီယထာတွေးနော်ယထာတွေးမှာဆိုလို့ရှိရင်အဲ့ဒီမှာသူတို့ဒီစက္ကဆတွေပါဝင်လာတယ်နော်အဲ့ဒီကားမှာဆိုလို့ရှိရင်9ယောက်ပါတယ်အဲ့ဒီယထာတွေးမှာဆိုလို့ရှိရင်10ယောက်ပါတယ်နော်အဲ့ဒီဟာကိုနေပြီးတော့ဒီ PDF တွေကနေပြီးတော့တင်ရတယ်တင်ရပြီးတော့အဲ့ဒီမှာစော်တာနော်စော်တဲ့ခါကျတော့အဲ့ဒီမှာနော်9ယောက်တည်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကရန်ကုန်မန္တလေးအမြန်လမ်းဟောင်းနော်လမ်းဟောင်းမှာဖြစ်တဲ့အရာတစ်ခုဖြစ်တဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ရန်ကုန်မန္တလေးမန်တိုင်128 အဲ့ဒီမှာဆိုလို့ရှိရင် main yes ခန်းနဲ့ mandine တရား20နဲ့လေရေတွင်း yes ခန်းအဲ့ဒီကြားမှာဆိုလို့ရှိရင်တော့စစ်ကားနဲ့စီးနဲ့သူတို့ထွက်လာတယ်ထွက်လာတဲ့ခါကျတော့အဲ့ဒီမှာဒီ PDF တွေကနေပြီးတော့အဲ့ဒီမှာကြားဖြတ်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာ၈ရောက်သေးတယ်အဲ့ဒီကားတစ်စီးကလည်းကြောက်ထက်မှာပြုတ်ကျသွားတယ်နှစ်စီးမှာတစ်စီးကတော့အဲ့ဒီကြောက်ထက်မှာပြုတ်ကျသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အတိတ်ပြရတာဒီနေရာမှာဒီဖြစ်ပျက်တဲ့အရာကရန်ကုန်မန္တလေးအမြန်လမ်းဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ပထမတစ်ခုမှာအမြန်ရန်ကုန်မန္တလေး အမြန်လမ်းဟောင်းဆိုတော့ဒီနေ့ကတော့တော်တော်ကိုနော်ကြည်ကြည်လောင်ထွက်လာတဲ့ဒီဗီဒီယိုဖိုင်တွေရှိတယ်အတားကပါလဲဆိုလို့ရှိရင်ရန်ကုန်မန္တလေးလိုင်းပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ PDF တွေစစ်တဲ့ဗီဒီယိုဖိုင်ကတော့နော်လူမှုကွန်ရက်ပေါ်မှာပြေးပြေးဆင်အောင်ကျွန်တော်တို့ဒီသတင်းမီဒီယာလောကမှာလည်းတော်တော်ကိုဖော်ပြထားတဲ့ နော်အဲ့ဒီမှာ video file ဖြစ်တယ်ဆိုတော့အဲ့ဒီဟာကိုလည်းကျွန်တော်တို့ဒီ channel မှာတွားပြီးတော့ကျွန်တော်တို့ကြည့်လို့ရတယ်မြင်တဲ့လူကတော့မြင်လောက်ပါပြီနော်မြင်တဲ့လူကတော့တွေ့တဲ့လူကတော့တွေ့လောက်ပြီဒါပေမဲ့မတွေ့တဲ့လူတွေနော်အဲ့ဒီမှာတွားပြီးတော့ကျွန်တော်တို့ကြည့်လို့ရတယ်ဆိုတော့အဲ့ဒါကမအလာကိုနော်အဲ့ဒီမှာဆိုလို့ရှိရင်ညရက်ကိုတွားပြီးတော့စီဆွတ်တာနော်ဘာဖြစ်ဆိုတော့ရန်ကုန်မန္တလေးအမြန်လမ်းကိုတော့မှသူတို့ထိန်းလို့မနိုင်တော့ဘူးလမ်းဟောင်းကိုထိန်းလို့မနိုင်တော့ဒီအပြင်ကျွန်တော်တို့လမ်းတစ်ကိုလည်းကျွန်တော်တို့ဒီထိန်းလို့မနိုင်တော့ဘူးဆိုတဲ့ဟာကဒီပေါ်မတွေတော်တော်ကိုပောက်ကွဲတဲ့အရာတစ်ခုဖြစ်တယ်တော်တော်ကိုမခံမရဖြစ်တဲ့အရာတစ်ခုဖြစ်တယ်နော်အဲ့ဒီဇော်ဖိုဟင်းတို့ ဲ့ဒီကျော်မျိုးမင်းတို့တူမာတို့ဇော်ဖိုးဟင်းတို့ကိုတော်တော့တော်တော်ပောက်ကွဲတဲ့အရာတစ်ခုဖြစ်တယ်သူတို့ရဲ့ဘောမှာနေတော်တော်ပောက်ကွဲတဲ့ဗီဒီယိုဖိုင်လေးနော်အဲ့ဒီဗီဒီယိုဖိုင်လေးကတော့တော်တော်ကိုနာမည်ကြီးနေတယ် ဆိုတော့အဲ့ဒီ video file ကိုအဲ့ဒီမှာသွားချိန်လို့ရတယ်ဆိုတော့ဘလို့ဘလို့တို့စစ်စစ်နဲ့လည်းဘလို့လုပ်လဲဆိုတဲ့ဟာကိုအဲ့ဒီမှာသိစိတ်ကျွန်တော်တို့သွားချိန်လို့ရတယ်အဲ့ဒီမှာတင်ထားပေးတယ်ဆိုတော့အဲ့ဒီမှာသွားလို့ကြည့်ပါဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့စကိုင်းတိုင်းရွှေဘုံမှာဆိုလို့ရှိရင်တော့အဲ့ဒီမှာတို့ဘန်ကာဆောက်မယ်နော်ဘန်ကာဆောက်မယ်ပစ္စည်းတွေတင်လာတဲ့ကားအဲ့ဒီကားကိုနေပြီးတော့ဒီဖက်က PDF တကချားဖြတ်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာ၅ရောက်သေးတယ်ရောနော်သေးတာကတော့တရက်တရက်မှာသေစင်းကိုချိန်ရတယ်လို့ကျွန်တော်တို့တွေ့ရတယ်နော် တရက်တရက်မှာစက္ကစရဲ့လူတွေတော်တော်ကိုသိတယ်နောက်တစ်ခုကတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာရှိတဲ့တော့ရမ်းဖို့ရွာကနေပြီးတော့စစ်ကြောင်းကနေပြီးတော့ထွက်လာတယ်ထွက်လာတဲ့အခါကျတော့အဲ့ဒီမှာဂျားမှနေပြီးတော့တိုက်လိုက်တယ်နော်တိုက်လိုက်တယ်တိုက်လိုက်တဲ့အခါကျတော့အဲ့ဒီမှာ၁၀ရောက်သေးပြေရောနော်သေးပြေရောအဲ့ဒီမှာ၁၀ရောက်သေးပြေနဲ့ ော့တော်တော်ကိုသိတယ်တရက်တရက်ကိုသူ့ရမသားအလောင်းတွေလည်းနေတော့မဟုတ်ဘူးเนาะဆိုတော့စက္ကဆက်ကတော်တော်ကိုအသေးအသေးပြောက်တွေတော်တော်များတော့ကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဘာဖြစ်လဲဆိုတော့ဟိုဖက်ကတက်လာတယ်ဒီဖက်ကခြုံခိုးပြီးတော့တိုက်တယ်เนาะခြုံခိုးပြီးတော့တိုက်တယ်မိုင်းဆွေးတိုက်တယ်ကြားဖြတ်ပြီးတော့အဲ့ဒီအကိုလုံမျိုးတိုက်နိုင်တယ်ဆိုတာအဓိကပါလဲဆိုတော့တည်င်းအချက်လည်းပဲเนาะအဲ့ဒါကြောင့်ပြည်သူရေကနေပြီးတော့တည်င်းပို့တယ်ပို့တော့ဘေကဘေက ညာဘေးကမှသူတို့ကပါလာတယ်ဆိုတဲ့ဟာကိုဒီကတင်းတွေကြီးကြရတဲ့ဗေဒနာထွက်မဲ့ပင်မှာရောက်မဲ့ဆိုတော့ကိုအကုန်လုံးဒီကတိပိတာတိပိတာဖြစ်တဲ့ခါကျတော့ဒီကနေပြီးတော့မိုင်းဆွေးပြီးတိုက်နိုင်တယ်ဆိုတော့အတ္တကြောင့်ဖြစ်တာနော်ပြည်သူနဲ့ညာဖြစ်တယ်ဆိုတော့အတ္တပြောတာနော်ပြည်သူနဲ့ညာဖြစ်လို့ရှိရင်ဘေးလက်နက်ခိုင်မှ ကျွန်တော်တို့မခံနိုင်ဘူးဆိုတာအဲ့ဒါကိုပြောတာเนาะအဲ့ဒီမှာကျွန်တော်တို့ပြည်သူတွေလို့ပြောတဲ့အခါမှာတချို့လူတွေကလည်းငါနဲ့မဆိုင်ဘူးပြောတဲ့ပြည်သူတွေလည်းအများကြီးရှိတော့ဘာဖြစ်လို့ဆိုတော့တန်ပေါင်း90ကျော်ရှိတဲ့အခါကျတော့အဲ့ဒီထက်မှာတော့ရှိမှာပဲเนาะတန်ပေါင်း90ကျော်ဆိုတော့နည်းတော့မမောက်ပဲလူငယ်အားလားဆိုတော့အဲ့ဒီထက်မှာဟိုဘက်ကိုပြောင်းမြူတဲ့လူတွေလည်းရှိတလို့နော်အများစုကဒီဖက်မှာပါလာတဲ့အခါကျတော့เนาะအဲ့ဒါကပြည်သူနဲ့ရန်ဖြစ်တယ်ဆိုတာအဲ့ဒါကိုပြောတာဆိုတော့အဲ့ဒါကြောင့်စကားစားဟာဆိုလို့ရှိရင်တနေ့နဲ့တနေ့ဟာဆိုလို့ရှိရင်တည်တဲ့မတာအလောင်းတွေဟာဆိုလို့ရှိရင်မနေဘူးဆိုတဲ့ဟာကိုတော့တတိယမီဒီယာမှာပြောပြချက်ရကျွန်တော်တို့တွေ့နိုင်တယ် နောက်တစ်ခုကစကိုင်းတိုက်ရွှေဘုတ်ခရိုင်မှာဆိုလို့ရှိရင်တစေတစေမြို့ပေါ်မှာအဲ့ဒီတိုက်စခန်းကိုဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာအယောက်ပေါင်း20သေးတယ်ရော ။အဲဒီမှာနှစ်ယောက်ကိုအရှင်ဖမ်းလို့ရတယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကမွန်ပြည်နယ်မော်လမြိုင်မြို့နယ်မှာဆိုလို့ရှိရင်တော့အဲလိုင်းရက်ကွဲလို့လည်းခေါ်တယ်အုပ်ဖို့ရက်ကွဲလို့လည်းခေါ်တယ်အဲ့ဒီမှာဆိုလို့ရှိရင်အရင်တော့ကလာနာ30ကိုကြာပြီးသားနော်အင်ဆောက်ဖို့လာနာ30နဲ့ကိုကြာပြီးသားနေရာတွေဖြစ်တယ်အဲ့ဒီနေရာတွေကိုနေပြီးတော့အိမ်တွေဆောက်ပြီးတော့နေကြတယ်အင်ချီအလုံးပေါင်း900နီးပါးအဲ့ဒီဟာကိုနေပြီးတော့ဒီဧပြီလနောက်ဆုံးထားပြီးတော့ ဖျက်ရမယ်ဆိုပြီးတော့မာလာရဲ့ဒီစကားစကားနေပြီးတော့အမိထုတ်ရဆိုတဲ့ဟာကိုဒီနေ့တတိမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမာလာကဒီအနှစ်80ပြည့်နော်တက်မတော်နေ့ကျင်းပဖို့နော်ဒီကအလိုမှာသူကနေပြီးတော့အဲ့ဒီမှာဘူချုပ်ကြီးတွေဒုဘူချုပ်ကြီးတွေနော်အဲ့ဒီမှာ ဆင်းကရောက်လောက်နီးပါးကိုသွားပြီးတော့ကာဝရပြုတ်တယ်နော်ကာဝရပြုတ်တယ်ကာဝရပြုတ်တယ်ဆိုတာကအဲ့ဒီမှာသွားပြီးတော့လူဖွေပစ္စည်းတွေကိုသွားပြီးတော့ဆက်ကပ်ပြီးတော့ပူဇော်တာပေါ့အဲ့ဒီကြတော့ပြန်ပူဇော်တာနော်အဲ့ဒီမှာသွားပြီးတော့ပူဇော်တယ်ပူဇော်တဲ့ခါကျတော့နော်အဲ့ဒီမှာကြီးတွေပေါ့ခုနကဥသိန်းစိန်တို့ခုနကဘိုလ်ချုပ် အောင်ထွေးတို့သူတို့ကနှစ်ယောက်ကနေပြီးတော့ပြောလို့ဆိုလို့ရှိရင်เนาะမအားလာဟာဆိုလို့ရှိရင်တမ်ရောကိစ္စကိုလေးလောက်ရတယ်ပြီးလို့ရှိရင်တော့တိုက်ပြေညင်းချမ်းရဲကိုလေးနေမအားညင်းမအားเนาะနေမအားညမအားလုပ်တဲ့အတွက်အသိမှတ်ဂုံပြုတ်တယ်ဆိုပြီးမှသူတို့နှစ်ယောက်ကပြောတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီတမ်တော်နေမှာဆိုလို့ရှိရင်ရုရှားကဆိုလို့ရှိရင်တော့ဒုကကွေးဝင်ကြီးလာတယ်ပြီးလို့ရှိရင်တော့ဒီဘယ်လရုเนาะဘယ်လုကနေပြီးတော့ကျွန်တော်တို့ကကွေးဝင်ကြီးတက်လာတယ်เนาะဒီရုရှားကတော့ဒုဝင်ကြီးတက်လာတယ်ဘယ်လရုကတော့ ကကွယ်ဝင်ကြီးကိုတိုက်သူလာတယ်ဆိုတဲ့ဟာပေါ့နော်ဒီနေ့တတိယမီဒီယာမှာတွေ့ရတယ်မအလောက်ကိုအပိတ်တဲ့လူတွေကတော့လူကိုယ်တိုင်လာပြီးတော့เนาะကျွန်တော်တို့အာယာပါယเนาะသူတခါပဲထွက်သေးတယ်เนาะအဲ့ဒီရုရှားတို့ဘယ်လရုတို့အဲ့ဒီနိုင်ငံကိုသွားပြီးတော့နော်အလေပိုက်လုပ်တယ်เนาะဟိုဖက်ကနေပြီးတော့တုံ့ပြန်တာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ AUG ဖက်မှာပြန်ကြည့်ပြန်တော့เนาะ၄နှစ်ရှိနေပြီဘေးနိုင်ငံမှမမေ့ရမရှိဘူးအဲ USA ကြာပြန်တော့လဲ၄နှစ်တာကုန်သွားတယ်เนาะဟိုလိုလိုဒီလိုလိုနဲ့ပဲအလို့ပဲကုန်သွားတယ်เนาะ မေမေရရအဲ့ဒီအမေရိကကယူဘိုင်ဒန်ကအယူဂျီကိုနေပြီးတော့တရားဝင်ဖြစ်နေဒီမှာပြူလာတော့ဘာလို့ကျွန်တော်တို့မတွေ့လိုက်ရဘူးအခုကတော့ပိုးစိုးကိုထရန်တက်လာတဲ့နဲ့အောက်ကုန်ဖြုတ်ချလိုက်တာနော်အရင်ကရထားတဲ့နေနေပပအစွန်အစားလေးတွေအမေရိကကပြေးလိုက်တဲ့ဒီအလွန်ဝင်အစင်းအစွန်အစားလေးတွေကိုနော်ဒေါ်လာရင်းဖက်ကခန်းစားခွင့်ရှိခဲ့တယ်နော်ရှိခဲ့တယ်အဲ့ဒါကိုနေပြီးတော့အကုန်လုံးတင်းကျုံတော့ပိတ်ချလိုက်တာနော်အဲ့ဒီထရန်လက်ထက်မှာအကုန်ပါတော့ဗျာရောနော်ဘာတခုမှမကြတော့ဘူးနော်အရင်တော့နေနေလေးအစွန်အစားလေး နော်ပါလာတာနော်ပါလာတာကိုနေပြီးတော့ trend တက်လက်တက်ရောက်အကုန်အဲ့ဒီမှာပြစ်ချလိုက်တာနော်ဆိုတော့အကုန်လုံးကုန်သွားရောနော်ဆိုတော့အဲ့ဒီအဲ့ဒီ trend နဲ့မာလာနဲ့တစ်ဖက်ဖြစ်သလိုဖြစ်သွားတယ်နော်အဲ့ဒီမှာဒုက္ခတွေပါတယ်မြန်မာနိုင်ငံကမာအလာကဒုက္ခပေး ထွက်လာထိုင်းဖက်မှာရောက်အဲ့ဒီလိုကနေပြီးတော့အမေရိကအကူအညီပေးထားတဲ့ဒုက္ခသစ္စာတို့ဘာတို့အဲ့ဒါကိုနေပြီးတော့အကုန်လုံးရက်ချလိုက်တဲ့ခါကျတော့မာအလာနဲ့ထရန်တွေကတစ်ဖက်ဖြစ်သွားလဲနော်ဖြစ်သွားတဲ့ခါကျတော့အဲ့ဒီမှာခွဲခေါက်တွေကလည်းအကုန်လုံးခွဲလို့ပျောက်ကုန်ရောပျောက်ကုန်ရောအဲ့လိုမျိုးပုံစံမျိုးတော့တွေ့ရတယ်ဒါပေမဲ့မာအလာဖက်မှာတော့ကျွန်တော်တို့တွေ့ရတယ်ကာကွယ်ဝင်ကြီးတွေဒူဝင်ကြီးတွေပြီးလို့ရှိရင်ရုရှားသမ္မတကိုယ်တိုင်ဟိုဘက်မှာတရုတ်ဖက်မှာဆိုလို့ရှိရင်လည်းတကယ့်အကြီးအကဲတွေသွားတွေ့တာတို့ဘာတို့ကျွန်တော်တို့တွေ့ရတယ်နော်သူတို့မှရှိတဲ့နိုင်ငံကတနင်္ဂနွေနိုင်ငံမရှိတယ်ဒါပေမဲ့အဲ့ဒီတနင်္ဂနွေနိုင်ငံကတော်တော်စည်းလုံးတယ် နော်အနာရှင်တွေကတော့အဲ့လိုမျိုးစေလုံးတာကိုကျွန်တော်တို့တွေ့ရတယ် အဲကျွန်တော်တို့ဖက်မှာတော့တော်တော်ကိုအားနေတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကတတိယမီဒီယာတွေမှာဖော်ပြချက်အရာကျွန်တော်တို့အဲ့လိုမျိုးသုံးသပ်လို့ရတယ်နောက်တစ်ခုကကုလအစည်းအဝေးမှာဆိုလို့ရှိရင်ရိုဟင်ဂျာရိုဟင်ဂျာတို့ရဲ့အကျအတိတ်တွေကိုဖြစ်ရှင်းဖို့နေရက်တွေကိုတိတ်ခတ်ရှိပြန်ဖို့အဲ့ဒီအဆိုကိုနေပြီးတော့သူတို့ဆွေးနွေးကြတယ်နော်ဆွေးနွေးကြတယ်အဲ့ဒီမှာကုလသမဂ္ဂကနေပြီးတော့ဒီနေ့အတီပြူဆုံးဖြတ်လိုက်တယ်နော်ထောက်ခံမိကနေပြီးတော့140နဲ့တမဲနော်ဂျာနေမင်းကကျွန်တော်တို့စေမင်းနော်စေမင်းနဲ့နေပြီးတော့အတီပြူနိုင်တယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တွေ့ရတယ်အတိတ်ပြရတော့အဲ့ဒီဟာဆိုလို့ရှိရင်အဲ့လိုမျိုးအတီပြူနိုင်တာဆိုလို့ရှိရင် နိုင်ငံကြီးအင်အားကြီးနိုင်ငံကြီးတွေနော်အဲ့ဒီရိုဟင်ဂျာအရေးကိုပါဝင်ပြီးတော့ဆောင်ရွက်ကြဖို့သူတို့တိတ်ခါရှိရှိပြန်နိုင်ဖို့စသဖြင့်ပေါ့နော်အလုံးမျိုး နော်ဒီဖြူလိုက်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ဒီနေ့သတင်းမီဒီယာတွေမှာကျွန်တော်တို့ဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကရခိုင်ပြည်နယ်အကြောင်းရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်တော့တိုက်ပွဲတွေအကြီးအကျယ်ဖြစ်တယ်နော်မြို့နယ်ပေါင်း16မြို့နယ်ရှိတယ်အဲ့ဒီကဒီဘလက်ဝအပါအဝင်အားလုံးသိမ်းလိုက်တာမြို့နယ်ပေါင်းမှာဆိုလို့ရှိရင်အများကြီးသိမ်းပြီးတော့ကျွန်တော်တို့သုံးမြို့ပဲကျန်တော့တယ်အခုမန်အောင်ရဲ့ကြောက်ဖြူရဲ့စစ်တွေရဲ့ဆိုတော့မန်အောင်ကတော့ကျွန်တော်တို့သတင်းမကြားသေးဘူးနည်းနည်းပါးပါးတော့ဖြစ်တယ်ဒါပေမဲ့ကြောက်ဖြူနဲ့ ဒီစစ်တွေကတော့တော်တော်ကိုတိုက်နေပြီဆိုတော့အခုကြောက်ဖြူကတော့တော်တော်ကိုနှိစက်နေပြီနှိစက်နေပြီ this kind of နဲ့ my way လောက်ပဲအလိုမျိုးကွာတော့တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ AMD တိုင်းကိုသွားပြီးတိုက်တယ်ပုဂ္ဂိုလ်ကိုတိုက်တယ်နှုတ်လက်ရှိတော့မခွေးကိုတိုက်တယ်နော် AA ကဆိုတော့အဲ့ဒီမှာအခု AMD တိုင်းဒီအမြောက်တက်344 344အနီးမှာရှိတဲ့အဲ့ဒီမှာဆိုလို့ရှိရင်တိုက်ကုတ်တွေအကြီးကြီးဖြစ်နေတယ်အဲ့ဒါကရည်ကြည်ငတိုင်းကြောင့် နဂါရဲ့တောင်နော်နဂါရဲ့တောင်မှာဆိုလို့ရှိရင်အဲ့ဒီမှာတိုက်ပွဲတွေကြီးကြီးဖြစ်နေတယ်ဖြစ်နေတဲ့ခါကျတော့အဲ့ဒီမှာအယောက်ပေါင်း40သေးတယ်နော်အယောက်ပေါင်း40သေးတယ်ပြီးလို့ရှိရင်တော့ဆင်းကယောက်ထွေပြေးသွားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်တော့အခုဒီတိုက်ပွဲတွေကြီးကြီးဖြစ်ပြီးတော့ဒီနေမြေ3ခုပဲကျန်တော့တယ်နော်အဲ့ဒီနေ3ခုပဲကျန်တော့တယ်ဆိုတော့ A ကနေပြီးတော့နော်ဒီတရက်နှစ်ရက်မှာတတော်ကိုတတင်းတွေမှာတက်လာတဲ့အရာတခုကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့စစ်မှုထမ်းဥပဒေကိုနော်အွေရောက်သူတိုင်း တော့မထမ်းမနေရစစ်မှုမထမ်းမနေရဥပဒေကိုပြဋ္ဌာန်းတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်ဆိုတော့အဲ့ဒါကစစ်မှုထမ်းဥပဒေမှာနေပြီးတော့နှစ်နှစ်ထမ်းဆောင်ရမယ်အရွယ်ရောက်တဲ့လူတိုင်းအရွယ်ရောက်တဲ့လူတိုင်းဒီမှာတော့16နှစ်16နှစ်ဟာဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ရှင်နဲ့အောက်ဆိုလို့ရှိရင်လုံးဝကျွန်တော်တို့ဒီဘာမှကြောင်းတက်တဲ့အရွယ်တွေဖြစ်တဲ့ခါကျတော့တို့ကဘာမှလုံးလုံးမရဘူး။ဒါမှဆက်ရှင်နဲ့ကြော်တော့လို့ရှိရင်တော့အရွယ်ရောက်ပြီပေါ့နော်။တို့ကတော့တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်။စစ်မှုမထမ်းမနေရပါတော့အဲ့လိုမျိုးပုံစံမျိုးပေါ့နော်။ဆိုတော့အခုလဲ เนาะไอ้ตัดอวยเนาะကျွန်တော်တို့မတွေ့ဘူးဒါပေမဲ့အွေရောက်သူတိုင်းစစ်မှုမထမ်းနေရဥပဒေကို A ကနေပြီးတော့ခြားမှတ်တယ်ဆိုတော့အဲ့ဒါကအနည်းဆုံးနှစ်နှစ်ဖြစ်ရမယ်စစ်မှုထမ်းတာเนาะနှစ်နှစ်ဖြစ်ရမယ်ပြီးလို့ရှိရင်တော့အခုစပြီးတော့ account default ကဘယ်မှာ account default လို့ဆိုလို့ရှိရင်ကျွန်တော်တို့ကြောက်တော်ရဲ့မြောက်ဦးရဲ့အဲ့ဒီမှာစပြီးတော့သူတို့ account default တွေဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီ account default မှုတွေကိုเนาะတချို့ကနေပြီးတော့တော်တော်ကိုစိုးရိမ်မှုတွေရှိတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်เนาะတချို့ကလည်းစိတ်ပါဝင်စားစွာနဲ့ဒီတိုက်ပွဲမှာဆိုလို့ရှိရင်ပါဝင်ပြီးတော့ တိုက်ခိုက်မယ်ဆိုတဲ့စိတ်ဝင်စားတဲ့လူတွေကလည်းရှိတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်။ဆိုတော့ဒီနေ့ March လ29ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲ။ဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်။ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ